မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ ကျမ်းဖို့ပါတီကနေရွေးကောက်ပွဲဝင်ကြမယ်လွှတ်တော်အမတ်လောင်းစစ်ဘိုလ်ချုပ်ဟောင်းများကိုရွေးကောက်ပွဲအနိုင်ရရေးအတွက်လှုံ့ဆော်ကြရန်အကြမ်းတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကအမိတ်ပေးထားတော်လဲအစိုးရအသင်းနဲ့လွှတ်တော်အသင်းမှာဘာတာဝင်နဲ့ယာဒူးတွေကိုပေးမယ်ဆိုတာထုတ်ဖော်ပြောဆိုခြင်းမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လာမယ့်ဒီဇင်ဘာလအတွင်းမှာပြုလုပ်မယ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအတွက်ကျန်းဖို့ပါတီအတွင်းမှာရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့များကိုဖွဲ့စည်းပြီးတော့မိတ်ဆက်မှုများကိုလှုံ့ဆော်နေတဲ့အချိန်စစ်ဘိုလ်ချုပ်ဟောင်းတချို့ကနယ်မြေကန်ကျန်းဖို့ပါတီဝင်များကိုရွေးကောက် ပွဲအောင်နိုင်ရေးအတွက်အားတက်သေးရောပါဝင်ပေးကြရန်မြေတာရက်ခံထားတယ်လို့သိရပါတယ်နိုင်ငံတော်ကတာဝန်ပေးအပ်တဲ့အတွက်အမတ်လောင်းအဖြစ်နဲ့လာရောက်ရှင်းပြရခြင်းဖြစ်ကြောင်းရွေးကောက်ပွဲအနိုင်ရရေးစစ်ကောင်းဆောင်မင်းအောင်လိုင်းကစောင်ရွက်ရန်ညွှန်ကြားထားကြောင်းရွေးကောက်ပွဲအနိုင်ရရှိပြီးပါကလည်းအစိုးရတင်တဲ့လွှတ်တော်တင်မှာမြေပြည်ရာဒူးတာဝန်နဲ့နေရာများကိုပေးမယ်ဆိုတာကိုမသိရှိရပဲကြာရတာဝန်ထမ်းဆောင်ရန်ရောက်ရှိလာခြင်းဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုနေကြကြောင်းသိရပါတယ်အခုပါတီထဲမှာအောင်နိုင်ရေးအဖွဲ့တွေဖွဲ့တယ် အဲ့ဒီမှာနေနေကွင်းဆင်းလာတဲ့အမတ်လောင်းဘိုးချုပ်ကြီးတွေကသူတို့ဒီကိုလာပြီးတော့ရှင်နိုင်တာကနိုင်ငံတော်ကတောင်းဝယ်ပေးလို့လာတာပါအနိုင်ရရှိအောင်လို့အားလုံးကဝိုင်းဝန်းပြီးတော့ကူညီပေးကြပါအနိုင်ရရှိဖို့လဲအထက်ကစူးစမ်းခိုင်းတာတယ်အဲ့ဒါကြောင့်သူတို့ရွေးကောက်ပွဲနိုင်ပြီးရင်အစိုးရအသစ်နဲ့လွှတ်တော်အသစ်မှာဘာယာဒူးတောင်းဝယ်ပေးမလဲဆိုတာမသိရသေးပါဘူး ဘာတော်ဝင်ဘာယာသူမှမပြီးရင်လဲလွတ်တော်အမတ်အဖြစ်နဲ့နယ်မြေကပါတီဝင်နေနဲ့သူတို့နဲ့တသားတဲ့ရက်တီပါမယ်အဲ့ဒါကြောင့်ရွေးကောက်ပွဲအနိုင်ရရှိအောင်အားလုံးကဒစိတဝါနဲ့နဲ့ကုညီပေးကြပါလုပ်ပေးကြပါဆိုပြီးတော့မြေတားရက်ခံတယ်လို့ချက်ဖို့ပါတီသတင်းရေးမေကပြောဆိုထားပါလေချက်ဖို့ပါတီကလက်ရှိမဲဆွယ်စီယုံရေးလှုပ်ဆောင်ရမှာကုန်စင်းနှုတ်ကြဆင်းရေးတရားဥပဒေစိုးမိုးရေးနဲ့ ဖေဖော်ဝါရီကောင်းမွန်ရေးစတဲ့အချက်အလက်များကိုအဓိကထားဥတည်ပြီးတော့မဲဆွဲနေတယ်လို့ပြောပါတယ်မဲဆွဲပွဲတိုင်းမှာလည်းကြံ့ဖို့ပါတီကိုမဲပေးစမ်းနေမြည်တို့မြည်ပုံမဲပေးရမယ်ဆိုတာကိုအဓိကပြသပြီးတော့စီးယုံနေတယ်လို့သိရပါတယ်လက်ရှိကြံ့ဖို့ပါတီရဲ့မဲဆွဲပွဲကိုလာတက်သူများကိုစံစီစားအပါဝင်ရိတ်ခါကြောင်များလမ်းစီအဖြစ်ငွေကြက်နှစ်တောင်းကြံ့ဖို့ပါတီအမတ်တစိပါတဲ့အုတ်ထုတ်အင်ကြီးဘောင်းမီများကိုအခမဲ့ဖြန့်ဝင်နေပြီးတော့နေအိမ်များမှာကြံ့ဖို့အလံများထောင်ထားကြရန်အလံငယ်များကိုလည်းအလကားပ ေးနေတယ်လို့သိရပါဗယ်။မဲဆွယ်ပွဲတိုက်ရဲစန်တပီ C25 ကြက်သားတဘူးကလပဲတထုပ်ပေးတယ်။ငွေကတော့2000လမ်းစိမ့်နဲ့မုတ်ဖိုးပေးပါတယ်။ပါတီရဲ့အုတ်ထုပ်နဲ့အင်ကြီးပေးတယ်။အိမ်တိုင်းမှာလည်းထိုးတာဖို့အတွက်ပါတီအလံလေးတွေပေးပါတယ်။ဒါကဗဟုကချပေးတဲ့ငွေနဲ့လုပ်တာပါလို့ကြက်ဖို့ပါတီသတင်းရင်းကရှင်းပြထားပါဗယ်။မင်းအောင်လိုင်းရဲ့စိတ်ခန်းချက်အရာစိတ်ကောင်းမရှိကစေရရှိကြီးများဖြစ်ကြတယ်။အောင်လင်းတွေညာထုံးဦးဝင်းကြီးတင်အောင်ဆန်းဒုတိယဗိုလ်ချုပ်ကြီးဟောင်းကံမြင့်တန်း ODS 66 ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတေဇောက်ကျော် DSA 28ဒုဗိုလ်ချုပ်ကြီးဟောင်းတပ်ပုံ DSA 20နာဒုဗိုလ်ချုပ်ကြီးဟောင်းဖုံးမြတ် OTS 73ဒုဗိုလ်ချုပ်ကြီးဟောင်းလင်းအောင် DSA 26ဒုဗိုလ်ချုပ်ကြီးဟောင်းစိုးတင်နိုင် DSA 31တို့ကပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နဲ့ပြည်내တိုင်းလွတ်တော်တို့ကစံဖို့ပါတီကိုစားပြုပြီးတော့ပါဝင်ရှင်းပြနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ကမရီယာမြို့နယ်မှာရှိတဲ့ဆယ်တော်ကြီးရေလောင်တမန်နဲ့ပတ်ဝန်းကျင်ကိုစစ်တပ်ကပြန်လည်သိမ်းပိုက်လိုက်ပြီးတဲ့နောက်မရီယာစင်ကူးနဲ့တပိတ်ချင်းမြို့နယ်တို့ကပြည်သူများကိုမန္တလေး PDF ကစီရဲအခြေအနေသတိပေးချက်ထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့မှာအချမ်းဘတ်စစ်တပ်ကမရီယာမြို့နယ်ဆယ်တော်ကြီးရေလောင်တမန်နဲ့နယ်မြေခံတပ်ဌာနချုပ်ပတ်ဝန်းကျင်ဒီအားလုံးကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်မန္တလေးမရယာမြို့နယ်စိန်ကူးမြို့နယ်နဲ့သပိတ်ချင်းမြို့နယ်တို့မှာစစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နိုင်ကြောင်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကသတင်းထုတ်ပြန်လိုက်ပါတယ်။2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတို့မှာမရယာမြို့နယ်သပိတ်ချင်းမြို့နယ်နဲ့စိန်ကူးမြို့နယ်တို့မှာ အကြမ်းဖက်စစ်ခွေးအုပ်စုကတရားမဝင်အတုရောင်ရွေးကောက်ပွဲကိုအဓမ္မပြုလုပ်ရန်ဆောင်ရွက်လျက်ရှိပြီးတော့အဲဒီကာလမတိုင်မီမှာတာလုံအင်အားများစွာကိုအသုံးပြုပြီးတော့တော်လိုင်းတပ်ဖွဲ့များရဲ့ခိမ့်ချုပ်စိုးမိုးနယ်မြေများကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ပြောပါတယ် ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးရဲ့လှုပ်ရှားဆိုးမှုရာနယ်မြေများဖြစ်တဲ့မရိယာစင်ကူးနဲ့တပိတ်ချင်းမြို့နယ်တို့မှာလည်းအကြမ်းဆစ်ခွေးအုပ်စုကအတူရောင်ရွေးကောက်ပွဲပြုလုပ်ရန်ရာထားတဲ့မြို့နယ်များစီးရင်ထဲမှာခဲပွင်းထားကြောင်းမန္တလေး PDF ကသတင်းထုတ်ပြန်ထားပါတယ်။ယခုကမရိယာမြို့နယ်စင်ကူးနဲ့တပိတ်ချင်းတို့မှာတနေ့ထက်တနေ့စီးရင်တိုက်ပွဲများပိုမိုပြင်းထန်လာနေကအဲ့ဒီဒေသတွင်းမှာနေတဲ့ပြည်သူလူထုအနေနဲ့တိုက်ပွဲအပြင်ကြုံတွေ့ရနိုင်တဲ့အခြေအနေများနဲ့ပတ်သက်ပြီးတော့ကြိုတင်ပြင်ဆင်ကြပါရန်နဲ့ ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက်လိုအပ်တဲ့အစီအမံများကိုလှုပ်ဆောင်ထားကြရန်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကတရီပေးထားပါတယ်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဟာအကြမ်းဖက်စစ်အာဏာသိမ်းတဲ့အုပ်စုရဲ့လက်ရှိထိုးစစ်ကိုကိုယ်စွမ်းညံစွမ်းရှိသမျှဆက်လက်ပြီးတော့ခုခံကာကွယ်သွားမှာဖြစ်ပြီးတော့ပြည်သူ့တော်လှန်ရေးကြီးရဲ့အစုံသက်ပန်းနိုင်ကိုရောက်တည်အထိမစုံမနဲ့ဆက်လက်ပြီးတော့ခြိတက်သွားကြမှာဖြစ်တယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကကြေညာပြုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်မော်လမြိုင်မြို့ဈေးကြိုအဝိုင်းမှာစစ်တပ်နဲ့ပူးပေါင်းပြီးတော့မူရဲဆေးဝါးရောင်းဝယ်ဖြန့်ပြူးရေးလှုပ်ဆောင်နေတဲ့သူ၃ဦးပြစ်ခတ်ခံရပြီးတော့ပေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ9ရက်နေ့ည10:33မိနစ်ခန့်မှာမော်လမြိုင်မြို့ဈေးကြိုအဝိုင်းမှာရှိတဲ့မြေလူလန်းဆိုင်မှာအကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းပြီးတော့သတင်းပေးနေသူများလည်းဖြစ်မူရဲဆေးဝါးရောင်းဝယ်ဖြန့်ပြူးရေးလှုပ်ဆောင်နေသူ၃ဦးတို့ကို တနေ့တမားများကဝင်းရောက်တက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတက်ခတ်မှုအတွင်းမှာဝိရဲစေဝါရောင်းဝယ်ဖြန့်ဖြူးရေးလှုပ်ဆောင်နေတဲ့အကြမ်းစစ်တပ်ဒေါက်တာမောင်မနီခေါ်ကလားနဲ့အပေါင်းပါနှစ်ဦးလဲပေဆုံးခဲ့တယ်လို့သိရပါဗျ။မနေ့ကည09:33မိနစ်မှာမော်လမြိုင်မြို့ဈေးကြိုအဝိုင်းကမြို့ဆောင်လန်နာမြင်းသူလန်းဆိုင်မှာဂလန်၃កောင်အပြစ်ခံပြီးတော့တေဆုံးသွားတယ်။ပြစ်ခံရတဲ့၃កောင်က WY တွေကိုစစ်ခွေးတွေနဲ့ ငွေပင်းငွေယူလုံနေတဲ့သူတွေပါသေဆုံးတဲ့သူ၃ကောင်ထဲမှာမောင်မနီလို့ခေါ်တဲ့ကလားအမီပဲသိရတယ်။ကျန်တဲ့၅ကောင်ကတော့အနမ်းမသိရသေးဘူးလို့ဒေတာတွေစီရင်သတင်းရေးမြစ်ကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Mon State Revolutionary Force MSRF နဲ့ရမညမော်တက်တော် RMA တို့ကပြုလုပ်ခဲ့တယ်လို့ဒေတာတွေစီရင်သတင်းရေးမြစ်များကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းစစ်တပ်ကလိုအပ်နေတဲ့နိုင်ငံသားငွေမရရှိမှုအတွားဟွန်ဒီနဲ့ငွေလွှဲနေတဲ့ပြည်ပရောက်မြန်မာနိုင်ငံသားများနဲ့အေဂျင်စီများကိုအေးအေးယူရန် စစ်ခွေးတပ်ကညွန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ပရောက်လောက်ခလာစာနိုင်ငံသားငွေများကိုတရားမဝင်ငွေလွှဲလမ်းကြောင်းဖြစ်တဲ့ဟွန်ဒီနဲ့ငွေလွှဲနေတဲ့မြန်မာနိုင်ငံသားများကိုနိုင်ငံကူးလက်မှတ်တတ်တန်တိုးမပေးခြင်းပြည်ပထွက်ခွင့်ပိတ်ခြင်းအပါအဝင်အရေးယူမှုများဆောင်ရွက်နေပြီးတော့အခြားတစ်ဖက်မှာလည်းအလုတ်သမားဆေးလွတ်ခဲ့တဲ့ပြည်ပအလုတ်ကန်အေဂျင်စီများကိုလည်းလုပ်ငန်းလိုင်စင်ပိတ်သိမ်းအရေးယူမှုများလုံဆောင်နေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကလိုအပ်နေတဲ့နိုင်ငံသားငွေရရှိရေးအတွက် ပြည်ပရောက်မြန်မာအလို့သမားများထံကနေလောက်ခလစာများပုံမဝင်ရောက်ရရှိလာစေရေးအတွက်စစ်တပ်ကကောမဒီဖွဲ့စည်းပြီးတော့ကြီးကြပ်ဆောင်ရွက်နေကြောင်းစစ်တပ်ကထုတ်ပြန်တဲ့ပြန်တမ်းအရာသိရပါတယ်။ပြည်ပရောက်မြန်မာနိုင်ငံသားများစီကနေပြီးတော့လောက်ခလစာများပုံမဝင်ရောက်စေရေးအတွက်စစ်မှန်ဆောင်ရွက်ရန်စစ်တပ်ကပြည်ပရောက်မြန်မာနိုင်ငံသားများရဲ့လောက်ခလစာများကိုပုံမဝင်ရောက်စေရေးအတွက်ကြီးကြပ်မှုကောမဒီကိုအဖွဲ့ဝင်73ဦးနဲ့အခုနှစ်ဩဂတ်လ23ရက်နေ့မှာဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။ပြည်ပရောက်မြန်မာနိုင်ငံသားများရဲ့လောက်ခလစာများ ပုံမဝင်ရောက်စေရေးအတွက်ကြီးကြပ်မှုကော်မတီမှအကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကဥက္ကဋ္ဌဖြစ်နေလကောက်စစ်တပ်ရဲစစ်ထောက်လမ်းရေးစာသုံးလုံးဗဟိုဘဏ်နဲ့အလို့သမားဝင်ကြီးဌာနအပါအဝင်ဝင်ကြီးဌာနပေါင်းစုံကညွှန်ကြားရေးမှူးများညွှန်ကြားရေးမှူးချုပ်များဒုညွှန်ကြားရေးမှူးချုပ်များကအဖွဲ့ဝင်များအဖြစ်နဲ့ပါဝင်ကြတယ်လို့သိရပါတယ်။အဲဒီကော်မတီကပြည်ပမှာရှိတဲ့အလို့သမားတွေစီကနေလောက်ခလစာဝင်ဝင်များကိုပြည်တွင်းထဲကိုပြန်လည်လွှဲပြောင်းပေးရမှာတရားမဝင်ငွေရွှဲလမ်းကြောင်းများကိုအသုံးမပြုဘဲ တရားဝင်ဗန်လန်းကြောင်းကနေပြီးတော့လွှဲပို့စီရေလောက်ခလာစားများပုံမဝေရောက်လာစီရေအတွာတန်ယုံစစ်တန်ယုံနဲ့ကောင်စစ်ဝင်ယုံများကနေပြီးတော့စစ်တပ်နဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ရန်ညွှန်ကြားထားတယ်လို့သိရပါတယ်ပြည်ပရောက်မြန်မာနိုင်ငံသားများအနေနဲ့လာစားရဲ့အနည်းဆုံး25ရာခိုင်နှုန်းကိုပြည်ရင်းမှာရှိတဲ့မိသားစုထံကိုပြန်လည်လွှဲပြောင်းရေးအတွာအလို့သမားစေလွှတ်ခဲ့တဲ့အေဂျင်စီများကတာဝန်ခံပြီးတော့ဆောင်ရွက်ပေးရမယ်လို့ပြောပါတယ် အခုလိုမျိုးဆောင်ရွက်ရမှာဘီဘကိုဗဟိုဘဏ်ရဲ့ခွင့်ပြုချက်နဲ့လိုင်စင်ရကုမ္ပဏီများနဲ့ဗန်စနစ်ချိတ်ဆက်ပြီးတော့ငွေလွှဲလုပ်ငန်းများကိုဆောင်ရွက်ရန်ညွှန်ကြားထားတာကိုတွေ့ရပါတယ်။ဒါအပြင်ဘီဘရောက်မြန်မာနိုင်ငံသားများအနေနဲ့တရားမဝင်လမ်းကြောင်းကနေငွေလွှဲပြောင်းမှုများကိုအရေးယူရန်နဲ့အခုလိုဆောင်ရွက်ခဲ့တဲ့အေဂျင်စီများကိုအရေးယူဆောင်ရွက်ရန်ညွှန်ကြားထားပါတယ်။ အခုအလုံသမား agency တွေအနေနဲ့ပြည်ပရောက်နေတဲ့မြန်မာအလုံသမားတွေဈေးကနေလောက်ခလစာ25ရာခိုင်နှုန်းဝင်ရအောင်မလုပ်နိုင်ရင် agency ပိတ်သိမ်းခံရတာတွေအရေးယူခံရတာတွေအများကြီးရှိနေပါတယ်။ license ပိတ်သိမ်းခံရတဲ့ agency တွေလည်းတော်တော်များလာပါတယ်။ပြည်ပရောက်မြန်မာအလုံသမားတွေကို25ရာခိုင်နှုန်းပြည်တွင်းကိုပြန်လွှဲပါဆိုပြီးပြောဖို့ကလည်းတော်တော်ကိုခန့်နေပါတယ်လို့ရန်ကုန်အခြေစားပြည်ပအလုပ်ကိုင် agency လုပ်ငန်းရှင်တဦးကပြောပြထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းချောင်းမြုံနယ်မှာမိသားစုတစုတည်းကတားနှစ်ယောက်ဟာစစ်သားစုဆောင်ခံထားရရုံသားမကဖခင်ဖြစ်သူကိုပါထောက်နိုင်ပြီးတော့စစ်သားစုဆောင်လို့မိသားစုမှာအခက်ခဲကြုံနေရတယ်လို့အမျိုးသမီးတို့ကလူမှုကွန်ရက်ပေါ်မှာရင်းဖွင့်ပြောပြလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသမီးကအမီနေထိုင်ရာနေရာနဲ့ဖြစ်စဉ်ဖြစ်တဲ့အခြေအနေကိုပြောပြထားတာမရှိပေမယ့်ကျောင်းနေအွယ်မင်းကလေးငယ်၃ဦးကိုပြသပြီးတော့ တားနေအောင်လေကလင်းငယ်ရဲ့ဖခင်တို့စစ်သားစုဆောင်ခံရပုံကိုပြန်လည်ပြောပြထားပါတယ်။တားနေအောင်ဟာစစ်သားစုဆောင်ခံရတာနှစ်နှစ်ပြည့်ကနေအချိန်မှာဖခင်ဖြစ်သူကိုစစ်ခွေးတကထပ်မံပြီးတော့စစ်သားစုဆောင်ခြင်းခံလိုက်ရတယ်လို့ပြောဆိုထားတာကိုတွေ့ရပါတယ်။မကြည့်ပါဘူးကျွန်မသမီးလေးတွေ။သုံးဟောက်တလုံးကျောင်းသားလေးတွေ။ဒီကျောင်းသားလေးတွေနဲ့ကျွန်မဘယ်လိုလုပ်စားမလဲ။ဖေကိုလည်းခေါ်သွားတယ်။တားနှစ်ယောက်ကိုလည်းခေါ်သွားတားနှစ်ယောက်ကနှစ်နှစ်ပြည့်တော့ တားလက်ခလေးဆိုရင်စေးရုံမှာစေးရုံတက်နေရတယ်ခုနှစ်လရှိပြီအခုတားအကြီးလေးဆိုလဲရှေ့တန်းဝင်သွားနေရတယ်နှစ်နှစ်ပြည့်တော့မှတားနှစ်ယောက်တလို့အဲ့ဒါအခုဖေရမပုတ်နေလဲဖို့ဆိုပြီးတော့၆ကိုသွားလိုက်တာမပုတ်နေရုံအဝါလေးမှတင်တန်းဆွဲကားပေါ်နေအတင်းဆွဲစားတာကျမလိုက်သွားတော့ကျမတို့တန်းတ်တွေနဲ့ထုမယ်ထောက်မယ်တကယ်ကဲနဲ့ ကားတွေနဲ့ဖိအင်းနဲ့တွဲရိုက်ထားတဲ့စစ်တပ်ပုံတွေပြလဲမရဘူး။အိမ်အောင်စုစရာတွေပြလဲမရဘူး။ခြေတလုံးဖတ်လဲမရဘူး။တက်မရိုက်မယ်တကယ်ကနေအတင်းမောင်းလို့တယ်ဆွဲအတင်းတွန်းလို့တယ် စစ်ကောင်စီတပ်ဟာနိုင်ငံတော်အားမှာစစ်သားစုဆောင်မှုတွေကိုနီလန်းမျိုးစုံနဲ့ပြုလုပ်နေတာဖြစ်ပြီးတော့ဆောင်းရုံထဲမှာလည်းလမ်းမတွေပေါ်မှာကားတွေနဲ့လိုက်ဆွဲတာနေအိမ်တွေထိကိုဝင်ရောက်ပြီးတော့ဖမ်းဆီးတာခရီးသည်တင်ကားတွေပေါ်ကနေလူငယ်တွေကိုဖမ်းဆီးတာစတဲ့ပုံစံမျိုးစုံနဲ့စစ်သားစုဆောင်နေတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။ဒါအပြင်စစ်ခွေးတပ်နဲ့ပြူစောထီတွေဟာစစ်သားစုဆောင်တာအပြင်လူဖမ်းဆီးပြီးတော့မိသားစုဝင်တွေစီကနေပြီးတော့လည်းငွေငှက်ဓာတ်တွေကိုလည်းပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအထွေပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ